အဆုံးတရလက်ကိုမူတီးပြီးဆုံးဖြတ်ချက်နဲ့ရလက်အပေါ်ပိုင်းဖြတ်ရတယ်။ယုတ်တိကြတဲ့အရှိသမားတွေကအလုတ်ပြီးဖို့ကြိုးစားလှုပ်ချင်တဲ့ရည်တန်စိတ်မျိုးအားကောင်းတယ်။ဗန်တိုင်းမှတ်တိုင်းခွဲချမ်းပြီးအလုတ်ကိုအဆင့်ခွဲလှုပ်တတ်တယ်။အဖွဲအစည်းအသင်းအပင်းနဲ့အတူ ပူပေါင်းလှုပ်ကင်တက်ကြတယ်။အကောင်းဆုံးရလက်မထွက်မချင်းကြိုးစားဖော်ဆောင်တက်ကြတယ်။အကြောင်းထက်အတကြီးရဲ့တလွဲမာနသမားတွေကြပြန်တော့အလုတ်ပြီးဖို့တန်းအလုတ်ကောင်းဖို့မျှော်လင့်တက်ကြတယ်။ အလုံးလုံးဖို့တန်းအကျိုးပိုဖြစ်ကျင်တယ်။မှားဖို့ဝန်မလေးဘူး။အကြောင်းထက်အလွဲကိုအပြစ်အားနေချက်အဖြစ်မမြင်ပဲပေါ့ပေါ့တန်တန်နေရဲတယ်။စိတ်ကူးရင်ဆန်တယ်။မဖြစ်နိုင်တာကိုလုံနိုင်တယ်လို့မျိုးဟန်ဆောင်ကောင်းတယ်။ဒေါသထွက်လွယ်တယ်။လိုချင်စိတ်ကြီးတယ်။လက်တွေးကြတဲ့အလုံးမျိုးထက် လေထဲအိမ်ဆောက်နေတာများတယ်။ခံစားချက်ကိုရှည်ရန်တင်ပြီးကို့အမှားကိုမမြင်နိုင်ဘူး။ဘယ်သူမဆိုအတ္တကြီးတဲ့တလွဲမာနသမားတွေဖြစ်နိုင်တယ်။ဖြစ်လဲဖြစ်နေတတ်တယ်။ ယုတ်တိကြတဲ့အရှိတမားလူမျိုးဖြစ်ခြင်းဖြစ်မဲ့ဒါပေမဲ့စိတ်ခံစားချက်တွေရဲ့လှည့်ဆောင်းမှုတွေကြောင့်ကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။ဆုံးဖြတ်ချက်တလွဲတွေအကြောင်းထက်ချမိနေမယ်။နောင်နာတွေရာထောင်ကြီးရှိနေပေမဲ့မမှတ်မိပဲလုံပြီးလှုပ်ရလှုပ်ချင်တိုင်းလှုပ်နေတော့။နောက်ဆက်တွဲစိတ်ခံစားချက်ရဲ့စီစုံမှုနဲ့တက်ရောက်မှုကစမ်းနေ။အတီမှတ်လို့တော့မရဘူး။တတံပတ်တဲ့အမြဲဖြစ်နေတာမဟုတ်တော့စိတ်ခံစားချက်ပြင်းလို့နဲ့အတ္တသမားက တခါတလေထင်မှတ်မထားတဲ့ဉာဏ်ကြီးရှင်လိုမျိုးဖြစ်ခြင်းဖြစ်လာနိုင်တယ်လို့အင်မတန်ဒါလေပေးတတ်တဲ့သူကရက်ဆက်ဖို့ဝမလေးတဲ့သူမျိုးဖြစ်ခြင်းဖြစ်သွားတတ်တယ်။ဒါကြောင့်လူကဲကတ်ထပ်ဖို့မလွယ်ပါဘူး။ကိုယ်ခံစားချက်နဲ့စိတ်နေစိတ်ထားကိုတော့ကွဲကွဲပြားပြားနားလည်အောင်မကြိုးစားနိုင်သေးပဲတစ်ဖက်သားကို နားလည်ခြင်းနေလွဲနေပါပြီ။အတိသုံးမျိုးတာမန်အတိသုံးမျိုးနဲ့စိတ်သဘောအာရုံကိုနားလည်အောင် လုပ်နိုင်တယ်။နံပါတ်၁ အကျိုးမဲ့မှုအပေါ်တတိကတ်စင်ကျင်သုံးသပ်နိုင်ခြင်းအတိစိတ်အာယုံကြောင့်ဖြစ်လာသမျှအတွေးအမြင်တိုင်းကောင်းတယ်လို့မတတ်မှတ်ရဘူးအဲ့ဒီအစားအာယုံအမျိုးမျိုးကြောင့်ဖြစ်လာတဲ့ခံစားချက်တွေလူတွေမှုဘဝပဝန်းကျင်တွေရဲ့ရိုက်ခတ်မှုတွေကြောင့်ရလာမဲ့ခံစားချက်တွေအတိနဲ့တတိကိုထိထိမိမိတိုက်ရောက်စေနိုင်တဲ့ခံစားချက်တွေကိုအကျိုးရှိမှရှိတတိကတ်စင်ကျင်သုံးသပ်နိုင်ရမယ်နံပါတ်1အကျိုးရှိမှုအပေါ်အတိရှိရှိမျှော်မြင်နိုင်ခြင်း တတိထားပြီးအလုံးလုံးရင်ရလက်ကောင်းထွက်နိုင်တယ်ဒါပေမဲ့ရလက်ကောင်းတိုင်းအကျိုးအမြတ်ကောင်းကိုပေးနိုင်တာမဟုတ်ဘူးအဲ့ဒီတော့အကျိုးရှိမှုမရှိမှု အကျိုးဖြစ်ထွန်းမှုဆုပ်ယုပ်မှုဆိုတာတွေကစိတ်ခံစားချက်စိတ်ခံစားချက်ကြောင့်ဖြစ်လာတဲ့ဒေါသစိတ်ဖြစ်ခြင်းစိတ်စောလိုလားတဲ့ဆန္ဒမရမချင်းမချင်းနဲ့ဖြစ်ရတဲ့တောင်းတစိတ်အခုဆိုအခုချက်ချင်းဖြစ်စေခြင်းနဲ့စိတ်မျိုးမနစ်လိုရောရှာတဲ့စိတ်ကြိုက်တဲ့စိတ်ခိုက်တဲ့စိတ်တဏှာစိတ် တန်ဝေကစိတ်တင်ကန်းစာစိတ်နောင်တစိတ်တွေရဲ့ရိုက်ခတ်မှုနဲ့ဆိုင်ပါတယ်အစွဲကြီးတာကစလို့ရလီလိုလီအိုတစီစိတ်မျိုးပေါ်ပေါက်လာတာကအမျက်ကြီးစားလူစိတ်ရဲ့လှည့်စားမှုကြောင့်ပါဒီစိတ်တွေဖြစ်လာတာနဲ့ကိုကိုကို ထိန်ချုပ်လို့ရတော့မှာမဟုတ်ဘူးတဖက်သားကိုအတုံးချဖို့အနိုင်တိုင်းဖြစ်သွားနိုင်တယ်အငမ်းမရစိတ်လောဘစိတ်တွေကြောင့်မျက်ကန်းဖြစ်သွားတတ်တယ်အမျော်အမြင်ကြီးတာကရှေ့ရီးကိုကြုံမြင်တာမျိုးဆိုပေမဲ့ ဒီစိတ်ကိုလောဘကဝါမျိုးသွားတာနဲ့ယမတ်စိတ်ကအရာအားလုံးကိုဖျက်ဆီးတတ်တယ်။ဘလောက်ပဲအတိတ်တည်းကြီးကြီးထားနိုင်ပါသေး။လူကြားသူကြားတွေကလူကြီးသူကောင်းပုံစံဖမ်းနေပါသေး။ပြဒနာပရိပခကြုံလာရတာနဲ့သူရဲကောင်းဖို့သူရဲဘိုးကြောင့်သွားတတ်တယ်။ဆုံးဖြတ်ချက်တလွဲတွေကိုချမိတတ်တယ်။နောင်တာကနောက်ဆုံးရလက်ဖြစ်သွားနိုင်တယ်။နံပါတ်3အတွေ့အကြုံပေါ်အတိတ်တည်းရှိရှိတင်ကန်းစာယူခြင်း ကိုယ့်ရဲ့ခံစားချက်ရောတစ်ဖက်သားရဲ့ခံစားချက်ကိုပါဆရာကြကြအထာကြကြနားလေခြင်းရဲ့လက်တွေ့ကြုံတွေ့လက်တွေ့ကြုံခဲ့တွေ့ခဲ့ဖြစ်ခဲ့ရတဲ့အဖြစ်အပျက်တွေကနေသင်ယူရမယ်။အုံနောက်မှာမှတ်သားထားခဲ့သမျှဖြစ်ရက်တွေကိုပြန်အသုံးချက်ပြန်သုံးသပ်ပြီးကိုယ်နဲ့ kait ညီမဲ့ဖြစ်ပေါ်ကိုအလုတ်ရောဟန်ပါရအောင်ဟန်ပါပါရအောင်လေ့ကျင့်တတ်ရတယ်။ဒီနည်းနဲ့ခံစားချက်ကိုနားလည်အောင်လုပ်လို့ရတယ်။ဘာအလုတ်ပဲဘာပဲလုပ်လို့အလုတ်ဖြစ်အောင်လုပ်နိုင်တယ်။ စိတ်အထာ30အဆင့်1အစွဲကိုတည်ပါစေအတိစိတ်နဲ့တတိစိတ်ရှိတဲ့အတိုင်းအတာပေါ်မူတည်ပြီးစိတ်ခံစားချက်တွေကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်တက်ရောက်နေတတ်တယ်။တာယာလိုစိတ်နဲ့ဝေဒနာကိုရှောင်ရှားလိုစိတ်က အထူးသဖြင့်အဖြစ်ဆုံးသောအာယုံတွေပဲ။ကိုယ်စင်းရဲ့စိတ်စင်းရမဲ့ကိစ္စတွေနဲ့တိုက်ဆိုင်လာတာနဲ့မွေးရပါညည့်ရဲ့လှုပ်ဆော်စိတ်ဆော်မှုကြောင့်အတွေးခေါ်က အစပြောင်းလဲသွားတတ်တယ်။ကောင်းလို့ရရာကိုအစားထိုးဖို့တွေးတတ်တယ်။ လောက်တက်တယ်ရှာတက်တယ်အကြောင်းပြချက်ပေးတက်တယ်ပြည့်တနာကိုရှောင်လို့ရရင်ရှောင်မယ်ရှောင်မရရင်ပုံမယ်ပုံမရတော့မှမကြိုက်တော့လဲအောက်ကနန်းတယ်အကောင်းမှုသမျှလိုချင်တယ်ကောင်းတာမှန်သမျှရဖို့အတွက်အတ္တစိတ်နဲ့ရှာတက်တယ်နေရာတကာမှာအတ္တစိတ်ထားဖန်များလာတော့မန်စိတ်ကကြီးလာတယ်မန်စိတ်ကြောင့်အစွဲကြီးလာတယ်ဘယ်သူကမှတော့အစွဲကင်းတယ်ရေလို့တော့မရှိပါဘူးအစွဲကိုချုပ်ဖို့ထက်အစွဲကိုအစွဲမှန်းတိဖို့ကလိုတယ် အစွဲမှန်းနားလည်မှအစွဲကိုအသုံးချပြီးအကျိုးရှိအောင်လုပ်နိုင်တယ်စိတ်အစွဲ၅မျိုးရှိတယ်အတီစွဲအတွေးတချို့ရှိလာတဲ့အခါကိုယ်အတွေးကအတိတ်ပဲရှိတဲ့အတွေးဖြစ်ပါမလားအတွေးကောင်းဟုတ်ပါမလားအသုံးချလို့ရနိုင်တဲ့အကျိုးရှိအတွေးဖြစ်နိုင်ရဲ့လားအတွေးများရတတ်တယ်အဲ့ဒီလို အတွေးများလာရင် ကိုယ်အတွေးကိုအတီးပြုတ်ပေမဲ့ကြောထောင်းနောက်ကံအမိမျိုးကိုလိုတက်တယ်ကို့အတွေးကတိတ်ပန်နေကြရုတ်တိရှိတဲ့အတွေးဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်တွေးမိတွေးရရှောက်တွေးပြီ ထင်ကျင်တာထင်ထင်ကျင်တာထင်မြင်ထားတဲ့တလွဲအတွေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အတီးပြုစရာအမြင်တစုံတရာရသွားတာနဲ့ကိုယ့်အတွေးကိုအတီးမှတ်ချင်တဲ့အစွဲမျိုးကအတီးစွဲပဲဖြစ်တတ်တယ်။ဒီအစွဲကိုနေရာတကာမှာတွေ့နိုင်တယ်။လက်တွေ့လုပ်ငန်းခွင်တွေမှာလူတိုင်းလူလူလွှမ်းမိုးထားတဲ့အစွဲပါ။လက်တွေ့ကြဤမကြဤထက်ထောက်ခံသူများတဲ့အတီးပြုစရာကြောထောင်းနောက်ကန်တစ်ခုခုရှိတိုင်းအများအကျိုက်ကောင်းလိုက်ခြင်းနဲ့အမြင်မျိုးဖြစ်တယ်။ တက်တေတာရကလေးတစ်ခုလောက်ရသွားတာနဲ့အလုတ်ဖြစ်နိုင်တဲ့အတွေးမျိုးအယူအဆအမျိုးအမြင်မျိုးအဖြစ်တတ်မှတ်ရတဲ့အစွဲစိတ်ဖြစ်တယ်။အကြံစွဲကိုအတွေးနဲ့ကိုတော့ဟုတ်နေမှန်နေတာပဲ။ဒါပေမဲ့တကယ်တမ်းစိတ်ထဲနှစ်ခွာဖြစ်နေတဲ့အတွေးကိုတံပင်တက်တက်အစွဲကြီးအစွန်းရောက်လက်ခံချင်နေတာမျိုးမားကောင်မားနေနိုင်တယ်၊လွဲကောင်လွဲနေနိုင်တယ်ဆိုတာကို လက်ခံထားပေမဲ့မှန်ခြင်းလဲမှန်ခြင်းရင်လဲမှန်လောက်ပါပဲဆိုတဲ့တန်တရားစိတ် ြိတ်ကြံစိတ်လေးနဲ့ကိုယ့်ကိုယ်ကိုပြန်လည်တဲ့စိတ်ဆွေးမျိုးဖြစ်တယ်။ကိုယ်စိတ်နဲ့ကိုယ်ကိုယ်အာယုံနဲ့ကိုယ်ကိုယ်သဘောနဲ့ကိုယ်ကိုယ်အာနာနဲ့ကိုယ်ကိုယ်စန္ဒနဲ့ကိုယ်ဖြစ်ခြင်းအဖြစ်အတင်းဟုတ်ခြင်းဖြစ်စေခြင်းနဲ့စိတ်ဆွေးမျိုးဖြစ်တယ်။တလောကလုံးကဘလောက်ပဲမားကြောင်လွဲကြောင်ပြောနေပါစေကိုယ်အတွက်မှန်တယ်ဟုတ်တယ်ဆိုပြီးတော့ပိန်ရင်းလက်ခံခြင်းနဲ့စိတ်ဆွေးမျိုးကိုအကြံဆွဲလို့ခေါ်တယ်။ဒီအစွဲကလက်တွေ့လုပ်ငန်းခွင်မှာအန္တရာယ်အဖြစ်စေနိုင်ဆုံးသောအစွဲဖြစ်ပါတယ်။ဟန်ပန်စွဲ ဥပရိယုတ်ကိုကြည့်ပြီးတဖက်သားကဘလို့လူဖြစ်နိုင်လောက်မလဲလို့ဝေဖန်တက်ကြတယ်။ဒါကထုံးစံလိုဖြစ်နေပြီးရုပ်ရည်ပုံမှန်တံတန်းကိုကြည့်ုံနဲ့သိနိုင်တယ်။ခံခံလို့ရနိုင်တယ်ဆိုပြီးတော့ထင်ကြတယ်။ဒီအဆွဲတလွဲကြီးစိုးနေခဲ့တာကြာလာပြီးလုပ်ငန်းခွင်တွေအပါအဝင်လူမှုပေါင်းတဲ့ဆက်ဆံရေးနယ်ပယ်မှာကြည်ကောင်းမြင်ကောင်းတင့်တောင့်တက်တဲ့နေတက်ထိုင်တက်ဝတ်တက်စားတက်မှလူရဝင်နိုင်မယ်။စံတစ်ခုအဖြစ်သတ်မှတ်ထားကြတယ်။လူရဝင်နိုင်မယ်လို့စံတစ်ခုအဖြစ်သတ်မှတ် ားတတ်ကြတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူတဘောလူမနောဆိုတဲ့စာအုပ်အပိုင်းနှစ်ပဲဖြစ်ပါတယ်အဲ့ဒီလိုအပေါ်ယံဖြစ်တယ်မှုအဖြစ်တနည်းလောက်နေတယ်တစ်ဖက်သားကို ကောက်ချက်ချတတ်ကြတယ်ဝကောင်းစားလှဝစားထားတိုင်းလူလူကောင်းသူကောင်းလူကြီးသူကောင်းဖြစ်နိုင်တယ်လို့ယာနှုံးမြမယူဆရင်တော့90 90လောက်ကတော့လက်ခံကျေတယ်လို့ဖြစ်တတ်ကြတယ် ရုပ်ရည်ဟန်တန်ကိုကြည့်ပြီးတဖက်သားရဲ့အရေးအသွေးအရေးအချင်းကိုဝေပန်းလေးကန်ကျင်တဲ့အစွဲကိုဟန်ပန်ဆွဲလို့ခေါ်တယ်။တင်းပင်ဆွဲလူဆိုတာအပေါင်းအသင်းဆက်ဆံရေးတရိษံဖြစ်တယ်။အများနဲ့မတူတခြားလူဖြစ်နေရတာမျိုးကအင်မတန်ခက်ရခက်ခံရခက်တယ်။အဖွဲအစည်းပြင်ပအတိုက်အဝေါ်ပြင်ပအတိုက်အမြုံပြင်ပရောက်နေတာကအဆိုးဆုံးပဲ။ကြောက်ဖို့ကောင်းတယ်လို့မတွေးရဲစရာပဲ။ ဖီအားအမျိုးမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်လို့မတူညီမှုကြောင့်ဘေးရောက်သွားပြီးကြောထောက်နောက်ကမရှိတဲ့ဘဝမျိုးနဲ့ရှင်သန်နေထိုင်ဖို့ဆိုတာကအင်မတန်ခက်ခဲကြမ်းတမ်းနိုင်တယ်။အတွေ့အခေါ်အယူအဆအထင်အမြင်လဲထုံနီး၎င်းပါ။သူများနဲ့မတူတဲ့အမြင်မျိုးကို တွေးမိ၊ကြံမိရင်ဘေးရောက်နေတယ်လို့ခံစားသွားရပြီးထိတ်လန့်ရနိုင်တယ်။ကြောက်မိတတ်တယ်၊လန့်ဖြန့်ပြီးအတွေ့များမားသွဲမားသွားခဲ့ပြီလား။တန်တရားနဲ့ရောင်တိရောင်နာဖြစ်သွားတတ်တယ်။အဲ့ဒီလိုဘေးရောက်သွားခဲ့ရင် သူများနဲ့တူအောင်လှုပ်ခြင်းနဲ့စိတ်မျိုးပေါ်ပေါက်လာတတ်တယ်။သူများတွေးတယ်လို့ like တွေးလိုက်ဖို့သူများတွေးတယ်လို့မျိုးတွေးလိုက်ဖို့ပဲကြံမိတတ်တယ်။အားလုံးနဲ့တူသွားအောင်နေလိုက်ရင်ပြီးတော့ဆုံးဖြတ်မိတတ်တယ်။အသေးအပင်ရဲ့လွှမ်းမိုးမှုအောက်မှာနေနေတရွေ့အန္တရာယ်မရှိတော့ပါဘူးလို့တွေးပြီးတော့ခြေနဲ့နေတတ်တယ်။ကို့အမြင်က သူများအတွေ့နဲ့ထပ်တူကြားနေတရွေ့အကျိုးမမဲ့တော့ပါဘူးလို့ယူဆထားလိုက်တယ်။ကိုယ်ပိုင်အမြင်ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတော့တာနဲ့လူမဟုတ်နိုင်တော့ဘူးတင်းပင်းအမြင်တင်းပင်းအတွေ့ သင်ပင်အလုတ်ကိုမှအဟုတ်လို့ယူဆလိုက်တာနဲ့ကိုပိုင်အခွင့်အရေးဆိုတာဆုံးရှုံးသွားမှာဖြစ်တယ်လို့ကိုပိုင်လွတ်လပ်ခွင့်ဆိုတာလည်းပျောက်ဆုံးသွားပြီဖြစ်တယ်။သူများနီးတူတွေးပြီးသူများနီးတူလက်ခံခြင်းနဲ့စိတ်ဓာတ်မျိုးကပြောင်းရမှုဖြစ်ပြီးလုပ်ငန်းခွင်ရောလူမှုအတိုက်အဝန်းအတွက်ပါအင်မတန်အနည်းငယ်များတဲ့စိတ်တက်စိတ်အစွဲမျိုးဖြစ်ပါတယ်။အပြစ်စွဲအမားနဲ့အရှုံးကိုဘယ်သူမှမလိုချင်ဘူး။သင်ငန်းစာဟုသမျှအကျိုးကျေးဇူးများစွာပေးနိုင်ပေမဲ့ ဘယ်သူကမှအထက်ခါတလဲလဲမသိညူခြင်းဘူးပြောရရင်ဘယ်သူကမှမှားခဲ့တဲ့အမှားကိုပြန်အောင်းမိပြီးတော့တန်ဝေကမယူခြင်းဘူးဖြစ်နိုင်ရင်မေးပြလိုက်ခြင်းတယ်မေးပြလိုက်ဖို့ဆိုတာမဖြစ်နိုင်တော့လူတိုင်းလူလူလုံမိကြတာကအပြစ်ဖို့တာပဲလမ်းမြောက်အရှုံးပေးစိတ်လွှမ်းမိုးခံနေရရင်ကိုကိုကိုအပြစ်တင်ပြီးအပြစ်ကနေလွတ်သွားလေမလားစူးစမ်းတတ်တယ်ဒီလိုမဟုတ်ရင်ကို့အဖြစ်ကိုသူများအပေါ်ပုံချပြီးသူလှုပ်လိုက်လို့သူ့ကြောင့်ဖြစ်တာ ူသာမလုပ်ရင်မဖြစ်ဘူးစသဖြင့်အတိတ်ပဲမရှိတဲ့ပေါ့လို့ပဲစားဆွဆွဲမှုတွေနဲ့အပြစ်ပုံတက်တယ်။ကိုစိတ်ရှိရင်ပြီးတာပဲဆိုတော့အယုတ်စိတ်နဲ့အပြစ်စွဲကိုတွင်တွင်ကျင့်သုံးနေသူတွေက လုပ်ငန်းခွင်ရဲ့အဆက်အတောက်ပါလူမှုအတိုက်အဝန်အတွက်စူညောက်ခလုတ်တွေဖြစ်တယ်။အမားကိုလက်ခံနိုင်စွမ်းမရှိပဲအပြစ်စိတ်နဲ့အပြစ်ပုံချနေတာကြောင့်အကျိုးမဲ့အကျိုးရုံးမှုကိုပေးနိုင်တယ်။နေရာတကာမှာကို့အတွေ့ကို့အကြံကအလုတ်ဖြစ်ကြောင်းအကျိုးရှိကြောင်း ကြောင်းကျိုးတင့်ကြောင်းတတ်သိပြကျင်ကြတယ်ဟုတ်ကြောင်းမှန်ကြောင်းလုပ်ပြကျင်ကြတယ်အဲ့ဒီလို စိတ်ဆွဲတည်တည်လေးကတစားတစားညင်းပယ်ခံရဖန်များလာရင်ဘဝင်မှာစူးတစ်ခုအနေနဲ့အမြင့်တွယ်တွားတတ်တယ်ဘဝင်စူးကြီးလာလေလေကို့အစွဲနဲ့အတ္တကိုရှည်တန်းတင့်လေးလေးဖြစ်လာပြီးကို့အမားကိုတော့မမြင်တော့ပဲမျက်ကန်းဓာရေးပြကျင်တယ်လို့မျိုးတလွဲစိတ်နဲ့ပတ်ရမ်းမိတတ်တယ် အလွဲများပြီးတက်သေးပြလေလေအရှက်ကွဲလေလေဖြစ်လာတော့တီးမခံနိုင်တော့တဲ့အဆုံးမှာကိုစိတ်နဲ့ကိုအတယူယူပြီးဘဝင်မြင့်သွားတတ်ကြတယ်ကိုကိုကိုအဟုတ်ကြီးထင်မှတ်နေတတ်တယ်အမားကိုအမားလို့မမြင်တော့ပဲအလွဲတစ်ခုလောက်တာတာတွေးဖြစ်လိုက်တတ်တယ်အမှန်ကိုသိနေခဲ့ရင်တော့အတဇွဲနဲ့ဘဝင်ဇွဲတွဲပြီးတော့ပြီဖုံးကာချဖြစ်လိုက်ပြီဖုံးကာချဖြစ်လိုက်တတ်တယ်ကိုကိုကိုပြန်လည်ပြီးကိုငင်နဲ့ခြီတဲ့ကိုငင်နဲ့ခြီနဲ့ ခိုးလေကိုပြန်ချီတက်တယ်နောက်ဆုံးမှာဘဝင်လေဟပ်ပြီးအကျိုးမဲ့မှုတွေကိုအကျိုးဖြစ်ထုံးမှုအနေနဲ့အယူလွဲသွားတတ်တယ်ဘဝင်ဆွဲသူတွေဟာလူမှုအတိုက်အဝန်းရဲ့အပွေးတွေပဲဖြစ်ပါတယ်ယောဂါကတ်ဆိုးကိုဖြစ်စေတတ်တဲ့ကတ်ပိုင်ပိုးမျိုးဖြစ်တယ်အတကြီးမှုနဲ့ခွန်အားတည်ဆောက်လို့ရပေမဲ့ဘဝင်ကြီးတိုင်းလူရဘဝင်ကြီးတိုင်းလူရဝင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီလိုစိတ်ဆွဲတေးသေးလေးကတစားတစားငင်းဖန် ်ငင်းပယ်ခံရပါများလာရင်ဘဝမှာစိုးတခုအနေနဲ့အမြင့်တွေသွားတတ်တယ်အမှန်ကိုသိနေခဲ့ရင်တော့အတ္တဇွဲနဲ့ဘဝဇွဲတွဲပြီးပြီဖုံးကာချပစ်လိုက်တတ်တယ်အစစ်နဲ့အစွားကိုတတိထားပါအနေစာစိတ်ခံစားချက်တွေကတွေးကုံမျိုးမြင်မှုအပေါ်အထူးသဖြင့်တက်ရောက်မှုအားကြီးတယ်။အာယုံလှုပ်ဆောင်မှုကိုအဓိကဖြစ်စေတဲ့ဇင်မြစ်ဖြစ်တယ်။တာယာမှုနဲ့ကျေနပ်မှုကအထူးဖြစ်စေတဲ့ဆန္ဒအလိုစိတ်ဖြစ်တယ်။အမြင့်စာစိတ်ခံစားချက်တွေက အချိန်နဲ့အကြောင်းတိုက်ဆိုင်မှုအပေါ်အထူးသဖြင့်အခြေခံနဲ့ပြင်ပအဖြစ်အပျက်လှုပ်ဆောင်မှုကိုတုံ့ပြန်တဲ့အခိုင်မျိုးမှာဖြစ်တဲ့အာယုံဖြစ်တဲ့အထီးအတွေ့အာယုံခံစားမှုစိတ်နေစိတ်ထားနဲ့သက်ဆိုင်တဲ့ပြင်ပဖြစ်ပျက်မှုအာကြီးလေလေအထီးအတွေ့အာယုံတက်ရောက်မှုအာကြီးလေလေဖြစ်ပါတယ်စိတ်ခံစားချက်တွေကိုတတိထားလေလေစိတ်အာယုံရဲ့တက်ရောက်မှုလှုပ်ဆောင်မှုတုံ့ပြန်မှုလက်ခံမှုအားကောင်းလေလေဖြစ်ပါတယ်ခံစားချက်တွေကို အစွဲထားလေလေ ခံစားချက်ရဲ့တည်ရှိမှုကာလရှည်ကြလေလေဖြစ်ပါတယ်။ဒေါသထွက်စရာကိုမြင်လိုက်လို့မြင်သည့်စိတ်ကြောင့်အာယုံမှာဒေါသထွက်သွားတယ်။ဒါပေမဲ့အစွဲစိတ်တစ်ခုခုရဲ့စိတ်ဆုံမှုကြောင့်ဒေါသဆက်ထွက်နေမယ်ဆိုရင်ဒေါသထွက်စရာအကြောင်းကိုတွေးနေလေလေဒေါသအရှိန်မပြေနိုင်လေလေဖြစ်သွားပြီးဒေါသထွက်ပြီးရင်ထွက်မိတာဒေါသထွက်ပြီးရင်ထွက်မိတာမျိုးပါ။ဝမ်းနေစရာအဖြစ်အပျက်ကိုကြုံလိုက်ရတယ်။အစပိုင်းမှာ မငိုခြင်းမူဒါပေမဲ့ဝမ်းနေစရာဖြစ်ရက်ကိုတွေးလေလေကြေခွဲတဲ့အာယုံကလှုပ်စော်ခံလိုက်ရတော့အာယုံရဲ့စိတ်ဆုံးမှုကြောင့်ငိုခြင်းစိတ်ပူပေါက်လာတယ်။ငိုမိသွားခဲ့ရင်ငိုပြီးရင်ငိုမိငိုနေမိတာမျိုးဖြစ်တယ်။အနှိမ့်စာစိတ်ခံစားချက်တွေကထက်ကနေရှိဖြစ်တတ်သလောက်အချိန်အကြာကြီးမဖြစ်ဘူး။ကောက်ရုံးမီလိုဟုံးကနေတခါတည်းတခါတခါတည်းဖြစ်တခါတည်းပြတ်တက်သွားတတ်တယ်။တခါတည်းပြတ်သွားတတ်တယ်။မကြိုက်တာတွေးလိုက်တယ်။မကြိုက်တဲ့စိတ်ဖြစ်သွားတယ်။ မကြိုက်ကြောင်ကိုအမူယာနှုတ်အမူယာတခုခုလှုပ်လိုက်တယ်လှုပ်ပြီးသွားတယ်စိတ်ခံစားချက်ဖြစ်ပြမှုပြီးဆုံးသွားတယ်အမြင့်သာစိတ်ခံစားချက်တွေကြတော့တော်ယုံမဖြစ်ဘူးပြင်ပအထီအတွေ့နဲ့စိုင်းတာကြောင့်ဖြစ်လာဖို့မလွယ်သလိုဖြစ်လာရင်လည်းတော်ယုံနဲ့မပြီးဘူးခြင်ကြိုက်ခံလိုက်ရတယ်ရားတယ်ကုတ်တယ်စိတ်တုံပဲခံပြင်းမယ်မကြည်မနှက်ဖြစ်မယ်ဒေါသထွက်မယ်ရားလေကုတ်လေ ကုတ်လေးစိတ်တူလေးနဲ့စိတ်ခံစားချက်ရေချိန်က မြင့်လာပြီးအာယုံရဲ့စိတ်ဆုံမှုကတဆကနေနှစ်ဆနှစ်ဆကနေလေးဆစတိုးပွားပြီးစွပြီးရင်စွပွားပြီးရင်ပွားသွားတယ်စွစိတ်ကိုနားလည်မှအာယုံရဲ့အလုံးလုံးပုံသဘောပေါက်နိုင်မှာဖြစ်ပါတယ်အလုံးတစ်ခုဆုံးပြချက်တစ်ခုအတွေးတစ်ခုအပြောတစ်ခုအကြားတစ်ခုစသဖြင့်အသေးဆုံးသောအာယုံက အကြီးဆုံးသော အတွေးအခေါ်ထိအလုံးကို စင်စက်မပြတ်ဖြစ်စေတာက စွစိတ်ဖြစ်ပါတယ် စွာစိတ်တဘာဝကိုသိရင်လူစိတ်ရဲ့အထာကိုနှက်နိုင်မှာဖြစ်ပါတယ်။အငုံစိတ်ငယ်ဘဝမှာဖြစ်ခဲ့သမျှစိတ်အာရုံတွေကအင်မတန်သိမ့်မွေ့တယ်။မိဘနဲ့သားသမီးအကြားဖြစ်ပျက်ခဲ့သမျှအားလုံးဟာတသက်စာအတွက်အခြေခံပဲ။ငယ်ဘဝမှာကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေ၊နာကြီးချက်တွေဟာကြီးဘဝအထိမမှတ်မိခဲ့ရင်တော့အကြောင်းတိုက်ဆိုင်လာတဲ့အခါမမျှော်လင့်ပဲစွာစိတ်အနေနဲ့ပေါ်လာတတ်တယ်။ဒါကလည်းအုံနောက်ထဲကဓာတုဇီဝဖြစ်စဉ်ရဲ့စိတ်ဆုံမှုနဲ့လဲဆိုင်ပါတယ်။ အကြောင်းတိုက်ဆိုင်မှုတချို့ကြောင့်ငယ်စိတ်ပြန်ပေါက်သွားပြီးချက်ချင်းဆိုသလိုကလေးဆန်သွားတာတို့ဒေါသထွက်လေပြီးထစ်ခနဲရှိဝမ်းနေကျင်တာတို့မစီမဆိုင်အချိန်မတော်ထအော်ကျင်တာမျိုးအလောက်ကောင်းလုံနေချက်ချင်းဆိုသလိုထဖောက်တာမျိုးစကားကောင်းပြောရင်းကနေငင်းခုန်စရာဖြစ်သွားတိုင်းကလေးလိုမျိုးကတိကတက် ကက်ကက်လောင်ပြန်ခံပြောတာမျိုး လိုအပ်ပဲအတင်းညင်းခုံတာမျိုးမတက်ဆိုင်ပဲအတင်းအယုံဝင်တာမျိုးစတဲ့စိတ်ပိုင်းဆိုင်ရာအပြုတ်အမူကိုယ်ပိုင်းဆိုင်ရာအပြုတ်အမူတွေဟာအငုံစိတ်သို့မဟုတ်ငယ်စိတ်ရဲ့တက်ရောက်မှုကြောင့်ဖြစ်လာတာပါအငုံစိတ်စွာစိတ်မျိုးရှိသူဟာကာယကံရှင်ရောလူမှုအတိုင်းအဝန်းအတွက်ပါအလုပ်ပိုးစေနိုင်ပါလေမလိုလားအပ်တဲ့မရင်ကျက်မှုတွေနဲ့အကျိုးဆက်ကြောင့်မဖြစ်တဲ့ဖြစ်စဉ်တွေကိုခံစားရနိုင်ပါလေလုပ်ငန်းခွင်နဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ပဲအတွက်အကျိုးမဲ့နိုင်ပါလေ ရုပ်ချီစိတ်ပြုံးစားကြီးဖြစ်သမျှအနေရရှိတယ်။ချက်ချင်းဆိုသလိုအောင်မြင်သွားတာမျိုးချက်ချင်းဆိုသလိုမွဲပြားကျသွားတာမျိုးတွေကမကောင်းဘူး။မရေရာမှုမသေးချာမှုတွေများလို့ပါ။ငုံနေရင်ကချက်ချင်းရေချင်းသလိုဖြစ်သွားတာကောင်းတာမဟုတ်ပါဘူး။အုံနောက်အာယုံချုပ်အုံနောက်အာယုံဘိုင်းဆိုင်ရာချုပ်ရင်းချက်ရှိနေလို့ဖြစ်တယ်။အခုတမျိုးတော်ကြတမျိုးဖြစ်တဲ့စိတ်ကယုတ်ကြီးစွာစိတ်ရှိလို့သာဖြစ်ပါတယ်စိတ်ပြောင်းစိတ်လွှဲမြန်ခြင်းက ပြဿနာဖြေရှင်းတဲ့နေရာမှာအင်မတန်အသုံးဝင်သလောက်လုံလက်တွေ့လုပ်ငန်းခွင်အတွက်အလွန်အနည်းရရှိနိုင်ပါတယ်။မရေရာမှုမသေးချာမှုတွေများနိုင်တဲ့အတွက်ပိုင်နိုင်မှုမရှိဘဲဖြစ်တတ်တယ်။ရုပ်ချီစိတ်မျိုးမွေးမှုထားမိရင်တော့အကောင်းဆုံးကစိတ်ပြောင်းနိုင်အောင်ကြိုးစားပါ။စိတ်ပြောင်းစိတ်လွှဲများသူဟာအတီတကြမဖြစ်ပဲအောင်မြင်လဲခဏကြာရှုံးလဲခဏဖြစ်တတ်ပါတယ်။ တိကျသေးကြတဲ့အုံမြခံဘဝမျိုးနဲ့ရှင်သန်ခွင့်မရပဲအတိမကျတဲ့ဂျုံမျောဘဝနဲ့လူမှုအတိုက်အဝန်းထဲမှာရောင်တိရောင်တမဥမလဲဖြစ်သွားတတ်ပါလေ။ဒါကြောင့်အကောင်းမြင်တာလည်းမကောင်းသလိုမကောင်းမြင်တာလည်းမကောင်းပါဘူး။အကောင်းမြင်လိုက်အဆိုးမြင်လိုက်နဲ့အမြင်တစ်ခုလည်းမထားတတ်တာလည်းမကောင်းမြင်ပါဘူး။ဒါကြောင့်အကောင်းမြင်စရာလည်းမလိုသလိုအဆိုးမြင်နေစရာလည်းမလိုအောင်စိတ်လောကြီးရုပ်ချီစိတ်မျိုးကိုမဝေးမိအောင်ကြိုးစားသင့်ပါလေ။ဖိအားစိတ် ဖိအားစိတ်ဆိုတာအသွားနှစ်ဖက်ပါတဲ့ဓာတ်လိုပဲအမတန်ဒုက္ခပေးတတ်တယ်။စိတ်ပိုင်းဆိုင်ရာတင်းမာမှုဖိအားများမှုတွေကအလုံးလုံးပို့လှုပ်ဆောင်နိုင်တဲ့အားစည်းလိုမျိုးဖြစ်ပေမဲ့လိုတာထက်ပိုတဲ့စိတ်ဖိအားတွေကအတွင်းထဲကနေလှိဖြက်နေတယ်လို့ပဲအန္တရာယ်ပေးနိုင်ပါတယ်။ဖိအားတွေဘလောက်ပဲများနေပါစေဘာပဲလှုပ်လှုပ်ပြီးအောင်လှုပ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ရင်းဆိုင်နိုင်တယ်ဘလို့အခက်အခဲတွေရှိနေပါစေကြော်လွှားနိုင်တယ် ဘာအကြောင်းကြောင့်ပဲဖြစ်နေပါစေလက်တင်ခံနိုင်နေဆိုပြီးတော့တွေးနေလက်ခံနေဖြစ်နိုင်တယ်လို့ထင်နေတွေးနေလက်ခံနေဖြစ်နိုင်တယ်လို့ထင်နေတော့အမားကြီးမားပါတယ်အချိန်အပိုင်းကြားတစ်ခုမှာဟုတ်ကောင်းဟုတ်နိုင်ပေမဲ့ရေရှည်နဲ့နောက်အချိန်တွေမှာအဆများစွာအနေနဲ့ပြုစေနိုင်ပါတယ်ဖိအားစိတ်ဟာမရှိမကောင်းရှိမကောင်းစိတ်မျိုးဖြစ်တဲ့အဖွဲအစည်းအသင်းအပင်းနဲ့တွဲဖက်လောက်ကိုင်းတဲ့နေရာမှာဖိအားဆိုတာကအားစေးဖြစ်ပေမဲ့ တကူတဲ့တယောက်တည်းရင်ဆိုင်ဖြတ်တန်းရမယ်ခရီးချမ်းအတွက်ဆိုရင်တော့ဖိအားအစိတ်သက်ဆိုးတဲ့လူတက်လက်နဲ့ပါဒါကြောင့်ဖိအားစိတ်ကိုအတက်နိုင်ဆုံးမထားရှိမိအောင်ကြိုးစားနေထိုင်ရမှာ ဖြစ်တယ်လို့စိတ်ဖိအားများသူတွေနဲ့ပေါင်းတင်ဆက်ဆံရရင်လည်းမကူးဆက်အောင်စင်ချင်းကာကွယ်နိုင်ရမှာဖြစ်ပါတယ်လူသဘောလူမနှောကိုနားလေသူတွေကဖိအားစိတ်ကိုလိုရင်တော့မလိုရင်ဖုံးတဲ့အလေးအကျင့်နဲ့ဘဝအောင်မြင်ရေးအတွက်အသုံးချကြပါတယ် အဲ့ဒီလိုပဲစိတ်ဖိအားများသူတွေကိုအကျိုးရှိအောင်အသုံးချပြီးစိတ်ဖိအားနှုံထဲကနေရုံထွက်နိုင်အောင်ဖေးမှာအကူအညီရပါမယ်။အဟုန်စိတ်အချစ်ကြီးအမြတ်ကြီးအယုံလွယ်အယုံလုံတဲ့သူတွေဟာအဟုန်စိတ်ကြီးသူတွေပဲဖြစ်ပါတယ်။စိတ်ခံစားချက်တစ်ခုခုဖြစ်လာတိုင်းအဆုံးစုံသည့်ခံစားပြက်လိုက်တာမျိုးကိုအဟုန်စိတ်ထားရှိခြင်းလို့ခေါ်ပါတယ်။အဟောင်းစိတ်ကြီးသူတွေဟာသူတို့ကိုသူတို့ပဲရိုက်ခတ်မှုရှိတာမဟုတ်ပဲဘေးပတ်ဝန်းကျင်မှာလောင်မြိုက်ဈေးနိုင်ပါတယ် စိတ်အမျိုးမျိုးပြောင်းလဲနေတတ်တာကြောင့်ခံစားချက်အမျိုးမျိုးနဲ့မျက်စိလည်းလောက်အောင်ဖြစ်ပြက်နေတတ်ကြတယ်။အခုလေးတင်ကိုအခုချက်ချင်းဆိုသလိုရဲချင်းရဲနေတာမျိုးဝမ်းနေနေပြီးဆိုရင်ငိုချင်းချလို့မပြီးရဲပြီးဆိုရင်လည်းတဟဲဟဲတဟောဟောတတော်တော်လုံးလို့မပြီးတာမျိုးဘာပဲလို့လို့စိတ်နှစ်ပြီးလှုပ်ပြီးမဲ့စိတ်နှစ်လုံးပြီးအစွဲကြီးတာမျိုးငါမငါတူမတူပစည်းပစက်များပြီးအင်မတန်သစ္စာရှိတဲ့နောက်လိုက်လိုမျိုးခြေနဲ့စွာခံယူသူတွေဖြစ်နိုင်တယ်လို့ အညိုအတဲကြီးတဲ့ရန်သူလည်းဖြစ်သွားတတ်ပါတယ်ဒီလိုအဆွားစိတ်မျိုးရှိသူတွေဟာအတုံးချနိုင်ရဲ့အကျိုးကောင်းတွေထွက်အောင်လုပ်လို့ရတယ်လို့ကင်တွေရခတ်တဲ့သူတွေလည်းဖြစ်တာကြောင့်အထာမနဲ့ပဲသွားထီလို့မဖြစ်ပါဘူးဇရိုက်အချင်းဗီဇတဘာဝကိုအကဲခတ်လေးလာပြီးမှနေရာတကျအတုံးချရပါမယ်အုပ်စုစိတ်အုပ်စုစိတ်ဟာစီလုံးညီညွတ်မှုကိုကိုစားပြုတဲ့စိတ်ကောင်းတစ်မျိုးပါဒါပေမဲ့အုပ်စုအားကို အချိုးမျိုးနဲ့မယူရဲဆန်သွားအောင်စိတ်ကိုပြောင်းလဲစေတတ်ပါတယ် ကို့အယူအဆကိုကြောထောက်နောက်ခံလုပ်ပေးမဲ့အုပ်စုရှိတယ်ဆိုတဲ့စိတ်ကမိုင်ယူရဲစံတော့အောင်လုပ်ပေးနိုင်ပါတယ်စိတ်ခံစားချက်နဲ့အာအာယုံကောင်းတွေကိုစတိုးပွားအောင်လုပ်ပေးနိုင်တဲ့ကောင်းချက်ရှိတယ်လို့မကောင်းတဲ့လောင်းရိတ်ကံအယူအဆအတွေးအမြင်တွေနဲ့လမ်းမကိုတန်ဖိုးနိုင်တဲ့ဆိုချက်လေးစုတန်ဖိုးနိုင်တဲ့ဆိုချက်လေးရှိနေတာကြောင့်အောက်စုစိတ်ဟာနေရာတကျမထားရှိတတ်ရဲ့အကျိုးရှိစေနိုင်မဲ့စွာစိတ်မျိုးမဟုတ်ပါဘူး လူမှန်ရင်တော့အမားနဲ့မလွဲမသွေဂျုံရပါပါအလွဲကိုထက်ခါတလဲလဲလုံးမိအောင်ပါပါခေါင်းပါစွာနဲ့အကျိုးမရှိတဲ့အလုတ်ကိုတမင်တတ်တတ်လုတ်ကိုလုံးအောင်ပါပါမတိမိုက်မဲစွာနဲ့အမားကိုအမှန်အဖြစ်တယူတန်လက်ခံအောင်ပါပါဒါပေမဲ့လက်တွေ့သိရမှုမရှိပါပဲအမှန်တကယ်နားလေနိုင်တယ်လို့မဆိုနိုင်တာကြောင့်လူတဘောလူမနောကိုတကယ်သိနိုင်ဖို့အစွဲနဲ့အစွာကွဲဖို့လိုပါတယ်စိတ်ရဲ့အထာကိုနှက်သွားဖို့နောက်ဆုံးအဆင့်ကတော့အဆင့်၃ ငါစိတ်ကိုရှည်တန်းတင်ပါငါစိတ်ကိုရှည်တန်းတင်ပါငါဆိုတာကအသိမရှိတဲ့ငါမဟုတ်တလို့အသိရှိရဲ့ငါကိုဆိုလိုတာလည်းမဟုတ်ပါဘူးဒီနေရာမှာငါဆိုတာကအရှိအတိုင်းရှိနေဖြစ်နေတဲ့ငါကိုဆိုလိုတာပါငါကငါအတိုင်းငါလုံနိုင်မှငါဖြစ်နိုင်ပါလိမ့်မယ်ငါဖြစ်နိုင်မှကိုယ်ပိုင်ဖြစ်မှုရှိမှဖြစ်တယ်ကိုယ်ပိုင်ဖြစ်မှုကိုအတိမအကျိုးရှိမှုနဲ့အကျိုးဖြစ်မှုကိုကွဲပြားပါပါ အချိုးနဲ့စိုးစိုးကွဲပြားသွားရင်တော့ငါပီတစွာနေနိုင်မှာဖြစ်တယ်လို့ငါပီတအောင်နေတဲ့လူတွေလူတွေကိုလည်းမြင်နိုင်ပါလိမ့်မယ်ငါပီတအောင်နေတတ်ဖို့ကိုကိုကူသိအောင်ကြိုးစားပါခံစားချက်နောက်လိုက်သူဟာပညာမဲ့မသိနားမလည်သူဖြစ်တယ်ခံစားချက်တွေရဲ့လောင်းရိပ်အောင်ရောက်နေခဲ့ရင်လွတ်လပ်တဲ့စိတ်ဓာတ်အစွဲကင်းတဲ့လောက်ရက်တွေကို လုံတိုင်းကိုင်းနိုင်မှာမဟုတ်ပါဘူး ခံစားချက်နဲ့အစွဲမကင်းတဲ့၍ကိုကိုကိုနားလေသူဖြစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်စိတ်ခံစားချက်တွေကနေလုံမြောက်နိုင်အောင်အစွဲကင်းကင်းဆုံးဖြတ်ချက် ဆုံးဖြတ်ဆောင်ရွက်တတ်သူဖြစ်အောင်အားထုတ်ပါ။ဆုံးဖြတ်ချက်တွေကိုစင်ခြင်းမှာစိတ်တက်ခွန်အားကိုအမြဲတစေသုံးသပ်ပါ။သူများနဲ့မတူညီပဲကွဲပြားနေတဲ့ကိုယ်ပိုင်ဖြစ်မှုကိုတန်ဖိုးထားပါ။ခံစားချက်တွေရဲ့အကြောင်းအကျိုးကိုသုံးသပ်ပါစိတ်တို့စိတ်ဆက်ဒေါသထွက်နေမယ်ဆိုရင်ဘာကြောင့်စိတ်တို့နေမိတာလဲအရင်တွေးကြည့်ပ ခံမြဲလို့လားမကြည်မနှက်ဖြစ်နေရလို့လားအခဲမကြည်တာလားဘာပဲဖြစ်ဖြစ်ဇင်းမြစ်ကိုဒီမှာအစိပ်ပိန်ကိုအသေးသက်လို့ရနိုင်ပဲအကြောင်းမဲ့အလကားနေရင်ဒေါသထွက်နေရမှာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာအကြောင်းကြောင့်ရုပ်ပိုင်းဆိုင်ရာအကြောင်းကြောင့်ဖြစ်ဖြစ်ဇင်းမြစ်ကိုအရင်စစ်အဖြစ်ရှာပြီးခန်းစားချက်ကိုချိန်ညှိပါလွှမ်းမိုးခံမဖြစ်ပါစေနဲ့ခန်းစားချက်တွေကို ထိန်းချုပ်လို့မရပါပဲတောင်ကျရေကို ရေလန်းချောင်းပေးတက်ဖို့ပဲလိုတာပါအကယ်လို့ကိုကိုကိုမသေးချာမရေရာဖြစ်နေရင် ဘာမှမလုပ်ဘဲအချိန်ယူအနာပေးထားလိုက်ပါအချိန်တိုင်းရင်အမြင့်ပေါ်လာပါလိမ့်မယ်လှုပ်ဆောင်မှုကို တုံ့ပြန်မှုအချိန်ယူပါချိန်ဖန်များစွာလေ့ကျင့်ခြင်းနဲ့အသားကြောင်လုံနိုင်ခြင်းကစွမ်းရည်ပြည့်ဝခြင်းရဲ့လှည့်ဝတ်ချက်ဖြစ်ပါတယ်အကြောင်းတစ်ခုခုကြောင့်ကိုယ့်ဘက်ကတုံ့ပြန်စရာရှိလာရင်ချက်ချင်းလက်ငယ်တုံ့ပြန်လိုက်စရာမလိုပါဘူးအကြောင်းအကျိုးသေးချစီစစ်ပြီးမှလှုပ်ဆောင်မှုကိုတံပြန်တုံ့ပြန်ရမယ်ပေါင်းသင်းဆက်ဆံရေးမှာကိုယ့်ဘက်ကမတိမကြဖြစ်နေခဲ့ရင် အတင်းအကျပ်လိုက်ပြီးပေါင်းဖက်စရာမလိုပါဘူး ကိုမသိတဲ့သူကို အရေးဆုံး live နှုတ်ဆက်တိုင်းဆက်ဆံရေးကောင်းတကူတိဆောက်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အချိန်ယူတန်တင့်ယူလိုက်ပါ လူတော့တဲ့လူတဲ့သွားမှလူအကြောင်းသိနိုင်တာမဟုတ်ပါဘူးဘေးကနေပြီးအကဲခတ်ရင်လူအထာကိုလေ့လာနေလို့ရပါတယ်ဘိုင်းဘိုင်းတိုင်းတိုင်းပြောဆိုဆက်ဆံလို့ရနိုင်တော့မှလှုပ်ဆောင်မှုတုံ့ပြန်ပါအရှိကိုအရှိအတိုင်းလက်ခံပါလူအထာမနှက်တဲ့၍ပေါင်းသင်းဆက်ဆံရေးတိုင်းစိတ်လှုပ်ရှားစရာဖြစ်နေတတ်တယ် ပေါင်းသင်းဆက်ဆံရေးဆိုတာကအပြောင်းလဲမှုကိုနှစ်ဦးနှစ်ဖက်ဖြစ်မြောက်အောင်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။မတူကွဲပြားနေတဲ့လူတွေကိုကိုယ်နဲ့အဆင်ပြေသွားအောင် လုပ်ရတဲ့အလုပ်ဖြစ်တာကြောင့်စိတ်ပင်ပန်းစင်းရဲစေရပါ။လျှော့ချက်ကတော့ကိုယ်နဲ့ဆက်ဆံရသမျှလူတိုင်းရဲ့အရှိကိုအရှိအတိုင်းလက်ခံလိုက်ပြီးပြောင်းလဲလိုက်ဖို့တက်တဘာဝအတိုင်းလေးယူရာရိမ့်လိုက်သွားတတ်ဖို့ပါပဲ။အတွေးနဲ့အာယုံဟန်ရက်ညီအောင် ထိန်းကြည့်ပါ။ဆက်စုစိတ်တည်ကျေစိတ်မြင်ကျင်စိတ်စူးစမ်းစိတ်တန်တရားစိတ်တွေဖြစ်တာကတဘာဝဖြစ်စေမှာ။ သူများအကြောင်းသိကျေစိတ်ပြင်းပြတာကတဘာဝပဲမဲ့လိုရာထက်ပို့ပြီးတော့အလောတကောဖြစ်တာမကောင်းပါဘူးကိုဘက်ကတိနေခဲ့ရင်တော့မတိကျေအောင်စောင်းတာမျိုးမတိရင်လည်းတိနေတယ်လို့မျိုးအခြေအနေအလိုက်တစ်ဖက်သားရဲ့စိတ်နဲ့တစ်ဖက်သားပေါ်ကိုယ့်ရဲ့ဆက်ဆံရေးကလောင်းရိတ်ကောင်းတဲ့လွှမ်းခြုံလိုက်တက်ဖို့လိုပါတယ်တချို့လူတွေကအပေါင်းသင်းဆက်ဆံရေးပါဇက်စီးမစောင့်နိုင်ပဲမပြောတင်တာတွေကိုပြောလိုက်တာတို့မမေးတင်တာတွေကိုမေးလိုက်တာမျိုးလှုပ်တက်တယ်ဒါကြောင့်ကိုယ်အတွင်းနဲ့အာယုံကိုအခြေအနေအလိုက် ဟန်ရက်ကြီးစောက်စီ ထိန်းကြီးတက်ရတယ်အကျိုးဖြစ်ထုံးမှုကိုမြန်နိုးပါ အကျိုးတစ်ခုဖြစ်ထုံးမှု စတေးရတာမျိုးတွေရှိပါတယ်ထောင်းလို့တော့ယာစုမှုလိုရာအတွက်အဖို့အခပေးဆက်ရတာတဘာဝပါ နာကျင်စရာ တွေးပြက်တွေးပြက်စရာကြောက်ရွံ့စရာ ထိန်းနှံ့စရာတွေအများကြီးရှိနိုင်ပါတယ်ဩဇာအာဏာရဖို့အတွက်အောက်ကျူတန်တဲ့နှိတ်ချဆက်ဆံရတာမျိုးရှိနိုင်တယ်လို့ နှိတ်ချဆက်ဆံရတာမျိုးရှိနိုင်တယ်လို့တခုပေးတခုယူအပေးအယူမျိုးတွေလုံးသိရင်လုံးရပါတယ်ဘယ်သူမှတော့ပေးဆက်ရတဲ့အပေါ်ခြေနဲ့ခြေနဲ့တည်းရေတော့မရှိပါဘူးပြောရရင် အလကားလိုချင်ရတာကြီးပါပဲဒါပေမဲ့တာယာမှုကိုလိုချင်ရင်နာကျင်မှုကိုအရင်ဆုံးအသားကျနိုင်မှာဖြစ်မှာပါအချစ်ခံခြင်းရင်အမုန်းခံနိုင်ရပါမယ်စိတ်ခံစားချက်ကိုမထိန်းညှိနိုင်မဲ့အတင်းကာရောလုံးချင်လိုချင်ဖြစ်ချင်နေလို့ကတော့ဘာမှတိုးတက်ပြောင်းလဲသွားနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်အရှိကိုအရှိအတိုင်းအကျိုးတစ်ခုအတွက်အဘေးတစ်ခုရှိနိုင်ရှိနိုင်တာကိုလက်ခံနိုင်မှာဖြစ်ပါတယ်။တရားတန်ကြီးကိုမျက်နှာနိုင်မှာအကျိုးအမျက်ကိုတန်ဖိုးထားတတ်ပါလိမ့်မယ်။ခံစားချက်အပေါ်ယုံကြည်စိတ်ထားပါ။ခံစားချက်တွေကအစစ်အမှန်တော့မဟုတ်ဘူး။ဒါပေမဲ့ဝေဖန်ပိုင်းကြားဖို့နဲ့မျောမြင်သုံးသပ်ဖို့ဖြစ်စေနိုင်တယ်။လွဲနေတယ်လို့ထင်ရသလောက်အသုံးချလို့ရတဲ့အသုံးချမှုဖြစ်တယ်။ခံစားချက်ရှိလို့သာအကြောင်းအကျိုး ညီညွတ်ခွင့်ရှိပြီးဖြစ်တည်မှုဟုသမျှဖြစ်ပျက်ခွင့်ရလာတာဖြစ်ပါတယ် Fred Nietzsche Frederick Nietzsche ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူသဘောလူမနောစာအုပ်အပိုင်းနှစ်ဒီမှာတင် ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Zone Boy channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါရခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်တိုင်းပြီးတော့ဘေးအန္တရာယ်အသွေးအသွေးနဲ့ကတ်သုံးပါရမှအမြန်ဆုံးကျော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ပါရခင်ဗျာ